Hi အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Danny Quan နဲ့ဘာကြောင့်ပြတ်တာလဲဆိုတာကိုတင်ပြသွားမှာဖြစ်ပါတယ်ဆက်လက်ရှုစားပေးကြပါဦးဒီနေ့ကတော့ဒေဦးကွိုင်းတွေပြည့်ရတဲ့အကြောင်းကိုအဓိကတင်ပြတော့မှာဖြစ်ပါတယ်။ဒေဦးတွေမှာအရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုကတော့ဒေဦးအပူကွိုင်းပဲဖြစ်ပါတယ်။ VPN လေးခံပြီးတော့လည်းကြည့်ပေးကြဖို့တောင်းဆိုပါရစေ။ DEO တွေမှာတခြားအရေးကြီးတဲ့အစိပ်ပိုင်းလေးတွေရှိပေမဲ့ဒီမှာတော့ DEO အပုပ်ကွိုင်းတွေပြည့်ရတဲ့အကြောင်းကိုပဲအဓိကတင်ပြသွားမှာဖြစ်ပါတယ်။အဲတော့ DEO ကွိုင်းတွေ DEO ကွိုင်းတွေဘာကြောင့်ပြည့်ရတာလဲ။ ဒေဥကွိုင်းတွင်ပြင်ရတဲ့အကြောင်းအမျိုးမျိုးရှိနိုင်ပေမယ့်အဓိကအဖြစ်များတဲ့အကြောင်း၄ချက်ကိုတင်ပြသွားမှာဖြစ်ပါတယ်။အဲတော့ဒန်နီကွိုင်းတွင်ဒေဥကွိုင်းတွင်ပြင်ရတာဟာနံပါတ်၁မိအားများလို့မိအားဆောက်တက်ပြီးတော့ဒေဥအပူချိန်အရမ်းမြင့်တက်ပြီးတော့ဒေဥအပူကွိုင်းတွင်ပြက်စီးရတာဖြစ်ပါတယ်။နံပါတ်၂ကတော့အပူကွိုင်းနီခရုံးဝါယာအည်သွေးညံ့လို့ ထုတ်လုပ်တဲ့ပုံစံမှာလိုအပ်ချက်ရှိလို့ဖြစ်ပါတယ်။နံပါတ်3ကတော့အပူကွိုင်းတန်ချေတက်ပြီးတော့ပြက်စီရတာဖြစ်ပါတယ်။နံပါတ်4ကတော့ user အသုံးပြုသူကြောင့်ပြက်စီရတာဖြစ်ပါတယ်။အဲတော့အဓိကဒီလေးချက်ကြောင့် DO ကွန်နေပြက်စီရတာဖြစ်ပါတယ်။အဲတော့အသေးစိတ်နည်းနည်းလေးထပ်ပြီးတော့ဆွေးနွေးကြည့်ရအောင်။ နံပါတ်၁မီးအားများလို့မီးအားဆောက်တက်လို့ဒဲဥအပူချိန်ရမ်းမြစ်တက်ပြီးတော့ဒဲဥကွိုင်တွေပြက်စီရတာဖြစ်ပါတယ်ပုံမှန်အားဖြင့်အိမ်သုံး AC မီးအားက120ဗိုလ်ရှိပါတယ်ဒါပေမဲ့ညအချိန်လူသုံးနေတဲ့အချိန်တွေမှာ140ဗိုလ်အထိဘူအားမြင့်တက်လာတတ်ပါတယ်ဒီထက်များတာလည်းမြင်မှုပါတယ်အဲ့ဒီလိုအချိန်မျိုးမှာကြော်လော်ချက်ပြုံးမိတဲ့အခါဒဲဥကွိုင်လောင်ပြီးတော့ပြက်တက်ပါတယ် တခါတလေရုတ်တရက်မြေအာမြင့်တက်ပြီးတော့မြေအာဆောက်တက်တာကြောင့်လည်းပဲဒေအိုအပူကွိုင်းအယမ်းမြင့်တက်ပြီးတော့ပြက်တာမျိုးလည်းရှိပါတယ်။လျှက်စမြေအာမြင့်တက်လာတာဥပမာမြေပြက်ပြီးတော့မြေပြန်လာတဲ့အခါမျိုးမှာဒေအိုအပူကွိုင်းရုတ်တရက်ဝန်ပိုစီပြီးတော့ပြက်စီးစေနိုင်ပါတယ်။နောက်ပြီးတော့ကိုယ်အိမ်အနီးအနားမှာဆက်ယုံအလုပ်ယုံတွေမြေအာများများဆွဲတဲ့လုပ်ငန်းတွေ ရုတ်တရက်ရက်လိုက်တဲ့အခါမှာမိအားမြင့်တက်လာတာမျိုးလည်းဖြစ်တတ်ပါတယ်။နောက်တစ်ခုကကြာတော့မိအားမြင့်ဆက်သုံးတဲ့အိမ်တွေမှာမိအားရမ်းတက်ပြီးတော့ဒေအိုးတွေလောင်တာတွေလည်းဖြစ်တတ်ပါတယ်။အဲတော့မိအားမြင့်ဆက်သုံးမယ်ဆိုရင်ဘူအားကို230ထက်မကျော်အောင် ထိန်းပြီးတော့သုံးနိုင်ရင်အကောင်ဆုံးပဲဖြစ်ပါတယ်။ဒါတော့နံပါတ်၁ချက်ဖြစ်ပါတယ်။ပြီးနံပါတ်၂ချက် အပူကွန်းညီကုံးဝါယာအည်သွေးညံ့လို့ နီခရုံဝါယာအကွန်ဤသွင်းညံ့တဲ့ဒယ်တွေမှာအဖြစ်များပါတယ်အထူးသဖြင့်တရုတ်ထုံးဒယ်တွေမှာအကွန်အဖြစ်များပါတယ်တရုတ်ထုံးဒယ်တွေကအဖြစ်များတယ်ခဏခဏအကွန်လည်းလဲပေးရပါတယ်နီခရုံဝါယာအကွန်တွေပြက်တာအထဲမှာအဆက်အသွယ်ပြက်သွားတာတော်ရုံတိဖို့မလွယ်ပါဘူးမျက်စိနဲ့လည်းမမြင်ရပါဘူးအပြစ်မှန်ကကြည့်ရင် ကောင်းသေးတယ်လို့ထင်ရပေမဲ့အထဲမှာပြတ်တောက်နေတာမျိုးပါ မီတာလေးနဲ့တိုင်းချင်းမှာပဲအဆက်တွေရှိမရှိပြတ်တောက်မှုရှိမရှိသိရတာမျိုးပါအဲ့တော့ဒေအိုးတွေဝယ်တဲ့အခါ အရင်အသွေးပူကောင်းတဲ့အမျိုးအစားတွေရွေးချယ်ဝယ်ယူတတ်ဖို့လိုပါတယ်ဈေးပူပေးရတာမျိုးတော့ဖြစ်နိုင်ပါတယ်ဘလို့ရွေးချယ်ဝယ်ယူရမလဲဆိုရင်အရင်တွေးကောင်းတဲ့ဒေတွေကအလေးချိန်ပူစည်းတယ်ဒေအိုးအသားထူထူထဲထဲနဲ့အလေးချိန်စည်းနေတာမျိုးဖြစ်ပါတယ် နာမည်ကြီးလူသိများတဲ့တစိ့တွေ ဖြစ်တာများတယ်။ဥပမာမီဆူရှိတာ မီဆူဟီတာဒါမို့ရင် ဟာနာဘီရှိစသဖြင့်အဲ့လိုတစိ့တွေဟာအရေးအသွေးကောင်းပါတယ်။တခြားလူသိမများတဲ့ brand တွေတစိ့တွေကတော့တရုတ်ထုတ်တွေများပါတယ်။ဒေအိုတွေဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာကိုတော့နောက်မှပဲတီးတန်းတင်ပြပေးမှာဖြစ်ပါတယ်။ဒါကနံပါတ်1ချက် ီရင်နံပါတ်3အချက်ဒေအိုအပူကွိုင်းတွေတန်ချေတက်လို့ဖြစ်ပါတယ်အဲ့တော့ဒေအိုကွိုင်းတွေအသုံးပြုဖန်များလာရင် နှစ်တွေကြာလာရင်ရေငွေးစီငွေးတွေကြောင့်အပူချိန်ကြောင့်တန်ချေတက်လာတာယိုယွင်းပျက်စီးလာတာမျိုးတွေရှိပါတယ်နီခရုံးဝါယာကိုတန်ပိုက်ထဲထည့်ပြီးတော့တိဆောက်ထားတာသတိထားမိကြမှာပါတခါတလေအဲ့ဒီတန်ပိုက်ကတန်ကြီးတက်ပြီးတော့ပေါက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။တခါတလေနီခရုံးဝါယာလည်း တန်ချစ်တက်ပြတ်တောက်သွားတာမျိုးလည်းရှိတတ်ပါတယ်။အဲဒီလိုဒေအိုးကွိုင်းတန်ချစ်တက်နေတဲ့အခါအပူမညီညာတာမျိုးလည်းဖြစ်တတ်ပါတယ်။ဒေအိုးကတချမ်းပဲပူတာတနည်းအားပဲကွက်ပြီးပူတာဒေအိုးတပြင်းလုံးညီညီညာညာမပူတော့တာမျိုးလို့တွေ့ဘူးကြပါလိမ့်မယ်။ဒါတော့နံပါတ်3အချက်ဖြစ်ပါတယ်။ပြီးနံပါတ်4အချက်ကတော့ user အသုံးပြုသူကြောင့်ဖြစ်ပါတယ်။ ယူဆအသုံးပြုသူကြောင့်လို့ဆိုတဲ့နေရာမှာဒေအိုကိုပိုင်ရှင်ကထိန်သိမ့်တဲ့သိအသုံးမပြုတာမျိုးတွေပြစ်စလက်ခတ်အသုံးပြုတာမျိုးတွေပါ ပါပါတယ်ဥပမာစီရေမပါပဲဒေအိုကိုလော်တာတူးအောင် ရေခမ်းတဲ့အထိကြော်လော်ချက်ပြုတ်တာနောက်တစ်ခုကတော့ဒေအိုကိုမနာရန်အနာမပေးဘဲနဲ့နိုင်ပေါင်းများစွာကြော်လော်ချက်ပြုတ်တာစတာတွေကြောင့် ဒေဥအပူကွိုင်းလောင်သွားပြတ်သွားတာမျိုးဖြစ်ပါတယ်။တခါတလေရေခမ်းတဲ့အထိဒေဥကိုဒေဥထဲမှာအရေသမုတ်အစားအစာမရှိပဲဒါမှမဟုတ်ရေအလွန်နေတဲ့အချိန်အကြာကြီးဖွင့်ထားပြီးတော့အသုံးပြုမယ်ဆိုရင်ကွိုင်းကလိုအပ်ဒီထက်ပိုပူလာပြီးတော့ပြည့်စည်သွားနိုင်ပါတယ်။နောက်တစ်ခုကမကြာခဏအပူချိန်မြင့်မားစွာအသုံးပြုခြင်းဖြစ်တယ်။ အမြဲတမ်းအမြင့်ဆုံးပူချိန် maximum heat ခလုတ်ကိုအဆုံးထိလှည့်ပြီးတော့အသုံးပြုမယ်ဆိုရင်ဒဲအိုး꽌တက်တန်းတူပြီးတော့ဒဲအိုးကိုထည့်ဖို့လည်းဝန်ပိစေပါတယ်နောက်တစ်ခုကတော့ရေစေးတဲ့အချိန်မှာခရူးမဆိုင်ခြင်းပဲဖြစ်တယ်လက်စစ်ဒဲအိုးရဲ့အောက်ခြေဒါမှမဟုတ်ရင်ပါဝါထိုးတဲ့နေရာတွေကိုရေတွေဝင်မယ်စီတွေဝင်ရောက်သွားမယ်အဲ့ဒီလိုရေတွေဝင်ပြီးတော့ဒဲအိုးမချောက်ခင် ပြန်ပြီးတော့အသုံးပြုမယ်ဆိုရင်ဝါယာ short တွေဖြစ်ပြီးတော့ quantum ပျက်စီးစေနိုင်ပါတယ်။နောက်တစ်ခုကတော့အပူကိုတဖြည်းဖြည်းချင်းခလုတ်ကိုတဖြည်းဖြည်းတိုးမြင့်ပြီးတော့အသုံးမပြုဘဲနဲ့အမြင့်ဆုံးဒဲအိုးစပြီးတော့အသုံးပြုတာနဲ့အမြင့်ဆုံးပူချေကိုတင်ပြီးတော့အကြာကြီးချက်ပြုတ်တာကလည်းဒဲအိုးကွိုင်ကိုပျက်စီးစေပါတယ်။ဒါတွေကတော့အထက်မှာအရှိမတင်ပြထားတာတွေကတော့ကျွန်တော်လေ့လာမိသလောက်ကြုံဖူးသလောက်အဖြစ်များဆုံးဒဲအိုးကွိုင်ပျက်စီးရတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ တခြားတဲ့ဥကွန်ပြက်စီရတဲ့အကြောင်းတွေရှိသေးတယ်ဆိုရင် အောက်မှာရေးထားပြဖို့မေတ္တာရက်ခံတောင်းဆိုပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like subscribe လုပ်ပြီးတော့ share လုပ်ပြီးကြဖို့မေတ္တာရက်ခံပါတယ်